ိသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ data entertainment channel ကနေအားလုံးကိုပြန်လည်ချူဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Man ကသူ့ကိုတုံးကြည့်နေအမောက်သိမ့်မယ်လို့ပြောထားပေမဲ့ Joshua Man ထင်တယ်လို့တော့သူ့ကိုထိုးတက်ရတယ်လွယ်ကူနေမှာမဟုတ်ဘူးလို့ပြောလိုက်တယ် UFC Champion Alexander Pantoja ရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ခင်ဗျာဒီဇင်ဘာလ9ရက်နေ့မှာဆို UFC က Las Vegas က T-Mobile Arena ကွင်းကြီးထဲမှာ UFC 323ပြိုင်ပွဲကြီးကိုခိုင်ခိုင်နန်းနန်းနဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ် ချန်ပီယံလိုပဲနှစ်ပွဲတိကိုထည့်သွင်းထားပါတယ်။အရိကကောင်းပွဲနေရာမှာတော့မာရက်ဒီဗလစ်လေးနဲ့ပရိုတာယန်လိုကထိုးသက်ကြမှာဖြစ်ပြီးကိုမင်းပွဲစဉ်အနေနဲ့တော့ချင်းဖိုင်တာဂျော့ရှော့ဘဲနဲ့အလက်ဆန်ဒီပန်တိုဂျာတို့ကအရင်ဆိုင်ထိုးသက်သွားကြပါဖြစ်ပါတယ်။ဖိုင်တာတွေအားလုံးကလည်းကိုစီကိုစီထိုင်းနေနေလှုပ်ဆောင်လို့ပြီးဆုံးနေကြပါပြီ။ဝေးချတဲ့အပိုင်းတွေကိုတိတ်ချချင်းကပြင်ဆင်နေကြတာမျိုးကိုတွေ့ရပါတယ်။လက်ရှိမှာအင်တာဗျူးတွေလှုပ်ဆောင်နေတဲ့အချိန်မှာလည်းချင်းဖိုင်တာဂျိုရှွာဘန်ကအလက်ဆန်ဒီပန်တိုဂျာကိုတုံးချီနဲ့ပွဲသိမ်းပြမယ်ဆိုပြီးကြုံဝါထားပါတယ်။ ီအကြောင်းတွေနဲ့ပတ်သက်ပြီးချန်ပီယံနစ်ပန်တူကြာကတော့ထွေထွေတူတူတုံးပြန်ထားတာမျိုးမရှိပါဘူး။ဒါပေမဲ့ဂျိုရှာမန်မန်ဒါတို့လိုသူ့ကိုလွယ်လွယ်နဲ့ပွဲသိမ်းနိုင်မှာမဟုတ်ဘူးလို့တော့ပြောဆိုသွားခဲ့တာဖြစ်ပါလေ။ပန်တူကြာပွဲထိုးဖို့အဝေးကြီးလိုနေတဲ့ကာလတစ်ခုမှာတော့ဘန်ကိုလွယ်လွယ်ကူကူနဲ့ချုပ်ပြနိုင်မယ်လို့ပြောဆိုခဲ့ပါလေ။လက်ရှိချိန်မှာဒီလိုမျိုးအင်တာဗျူးမှာမေးတဲ့မေးခွန်းတွေကိုချန်ပီယံဖြစ်သူအလက်ဇန်ဒီပန်တူကြာကအခုလိုမျိုးပြန်လဲတုံးပြန်လာပါလေ။တကယ်ကျွန်တော်ကအဲ့လိုကြီးပြောခဲ့မိတာလားတော်တော်မိုင်မဲခဲ့တာပါပဲ ဒီဘွဲကတလောက်ဒီလွယ်လွယ်ကူကူဖြစ်မယ်လို့လုံးဝမထင်ထားပါဘူး။လေ့ကျင့်ခန်းတွေလည်းအပြင်းထန်လုပ်ထားပါတယ်။ဒါကဖန်ကိုလုံးဝ short ပတ်မထားလို့ပေါ့။လက်ရှိမှာခက်ခဲတဲ့စင်ခွန်မျိုးကိုပြပါဆိုရင်ဖန်ကိုပဲပြရပါလိမ့်မယ်။ဖန်ကတကယ်ကိုစွမ်းဆောင်ရင်ကောင်းတဲ့ fighter ဖြစ်တယ်လို့တကယ်ကိုလည်းဆရာထက်မှန်မှုအပြင်နဲ့ထိုးသက်တဲ့ fighter ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဖန်ကိုလုံးဝ short တက်မထားပါဘူး။ကျွန်တော် fighter ဘောမှာအခက်အခဲအကျဉ်းလုံးပွဲတွေဖြစ်လာမယ်ဆိုတော့ယုံကြည်ပါတယ်။ဒါမဲ့ကျွန်တော်ကအကောင်းဆုံးပုံစံနဲ့ထိုးသက်ပြသွားမှာပါ။ ်ဂျောရှွာဘန်ကိုနိုင်မယ်ဆိုတဲ့ယုံကြည်ချက်တွေကလည်းရှိပါတယ်။ဂျောရှွာဘန်ကကျွန်တော်ကိုတုံးကြီးနဲ့ပွဲသိမ့်မယ်။ပါညာစသဖြင့်ပြောတာဒီကိုလည်းကျွန်တော်ကခယူမဆိုင်ပါဘူး။ကျွန်တော်ကလည်းသူ့ကိုအကောင်းဆုံးပုံစံနဲ့ချုပ်ပြသွားမှာပါ။ဂျောရှွာဘန်ကိုချုပ်ပတ်နဲ့ပွဲသိမ့်ချင်ပါတယ်။ဂျောရှွာဘန်တဲ့ကျွန်တော်ရဲ့ချုပ်ပတ်တဲ့ကိုဝင်လာရင်တော့လွယ်လွယ်ကူကူနဲ့ရုံထွက်ပြနိုင်မှာမဟုတ်ပါဘူးဆိုပြီးတော့မှအလက်ဇန်ဒီပန်ဒူချာကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဖိုက်တာနေရာလုံးကတော့ကိုစီကိုစီစကလုံးတိုက်ပွဲတွေဆင်နွှဲနေကြပြီဖြစ်ပါတယ်။ ဘသူကဘယ်လိုပုံစံကစားရင်နိုင်မရရှိနိုင်လဲဆိုတဲ့ပုံစံမျိုးကိုပြောနေကြတာဖြစ်ပါတယ်။ Canon Fighter G တွေ Champion ဟောင်းကြီးတွေကတော့လက်ရှိချိန်မှာ Pantoja ကိုပြင်မှတ်ထားပြီးခံမှန်းနေကြပါတယ်။ထို့ပေမဲ့ Pantoja ကိုမှန်းတဲ့အချိန်မှာ Joshua Ben ကိုလည်းသူတို့ကမလွတ်မယဲလေးကိုခံမှန်းထားကြတာဖြစ်ပါတယ်။တစ်ဖက်သက်ကြီး Pantoja ကပဲနိုင်သွားမယ်လို့ပြောဆိုထားတာမျိုးမဟုတ်ပါဘူး။ဘလို့ပဲဖြစ်ဖြစ် Pantoja ကလည်း short လိုမျိုးရတဲ့ fighter ဖြစ်လို့ fan ကလည်း K2 fighter မဟုတ်ပါဘူး။ဒါကြောင့်ဒီပွဲကတကယ်ကိုမှတဲတဲ့ရင်ဖို့ ကြည်ရန်ပွဲတပွဲလိုညွှန်းဆိုလို့ရပါတယ်။မိဘုံရန်ကုန်နဲ့ဘဲဖိုင်တာကနိုင်မွေးရအောင်ပုံဖောက်သွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။ဒီပွဲကတော့တစ်ချိန်လုံး ground game မိုင်းမှာပဲအချိန်ကုန်နေမဲ့ပွဲလည်းမဟုတ်လို့ striking မိုင်းမှာလည်းတီးတံကစားမဲ့ပွဲမျိုးလည်းဟုတ်မယ်မထင်ပါဘူး။ fighter ညလုံးကလည်း wear out တဲ့ကစားတဲ့ fighter ဖြစ်တဲ့ကြောင့်မလို့ကြည့်ရတဲ့ဒေဝတန်နဲ့ပြည်သက်တွေအတွက်ပွဲကောင်းပွဲကျန်တဲ့ပွဲလို့ထင်မြင်ယူဆမိပါတယ်ခင်ဗျာပြည်သက်တွေအနေနဲ့ရောချင်း fighter လေး Joshua Van နဲ့ UFC flyweight တန်ချမ်းမြေ Alexander Pantoja တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ယူဆမိပါသလဲမိမိတို့ရဲ့ထင်မြင်စာချက်တွေကိုလည်း comment မှာဆွေးနွေးပေးကြလို့ရှာပါတယ်ခင်ဗျာပွဲနီးလာရင်လည်းပွဲသူ30ချက် fighter တွေစကားသံတွေကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ဆက်လက်ဆောင်ကြည့်အားပေးကြပါအောင်ခင်ဗျာ ဒီနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနာမည်နေပါလဲ MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပါသေးတယ် subscribe လုပ်ကြကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာရဲ့ပေးရှင်မဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ